ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်ပြည်ကားလမ်းမပေါ်ကစစ်ကွင်းတာဆုံစစ်စီဤကိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့စစ်သားတရှုတ်တေဆုံသွားခဲ့တယ်လို့ပြည်မျိုးဒေသခံတွေစီကနေသိရပါတယ်။ဒီတိုက်ခိုက်မှုဟာရန်ကုန်ပြည်ကားလမ်းမပေါ်မှာတော်လန်ရေးအဖွဲ့တွေကပထမဆုံးစစ်ကောင်စီစခန်းကိုတိုက်ခိုက်မှုဖြစ်တယ်လို့လည်းသိရပါတယ်။ပဲခူးတိုင်းအနောက်ချမ်းတာယာဝရီခရိုင်မင်းလာမြို့နယ် စစ်ကွင်းမြို့အုတ်တွင်းကြီးရွာအနီးရန်ကုန်ပြည်ကားလမ်းဘေးမှာထိုင်ရှားတက်ဆွေးထားတဲ့အဲ့ဒီစစ်စီဂိတ်ကိုတာယာဝရီခရိုင်တန်ရင်း38သူများနဲ့တက်ခွဲနှစ်ရေးဖော်တွေကတက်ခိုက်ခဲ့တာလို့ဒေသရီသတင်းတွေမှာလေးဖော်ပြထားပါရယ်မက်ရှလာ20ရက်နေ့မနက်အစောတနာရီလောက်ကတက်ခိုက်ခဲ့တာဖြစ်ပြီးအကြံလန်ပြစ်ခတ်တက်ခိုက်မှုနှစ်နာရီနီးပါးကြာခဲ့ကစစ်ကောင်စီဘက်က9ရောက်လောက်တည်ဆုံသွားခဲ့တယ်လို့သိရပါရယ် ိုက်ပွဲအတွင်းမှာလက်နက်ခေယံတွေစိုက်ကေနဲ့ကားတစည်းကိုရရှိခဲ့ပြီးစခန်းကိုစစ်ကောင်စီတပ်ဖွဲ့တွေကမိရှို့ထားခဲ့တယ်လို့လည်းပြောပါရယ်။ရန်ကုန်ပြည်ကားလမ်းမပေါ်ကအဲ့ဒီစခန်းဟာဖြူစောတီစစ်သားအုပ်ချုပ်ရေးမှုတွေအပါအဝင်အယောက်20ကျော်နေထိုင်နေကြတာဖြစ်ပြီးဖြတ်တန်းသွားလာတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေတဲ့ဂိတ်စခန်းတို့လေဒေသခံတွေစီကနေသိရပါရယ်။